ပိုင်းဟာကတင်းကဥရခဲ့တာပဲဖြစ်ပါရင်မြုခန့်ကျော်လင်းရောင်ရဲနေအောင်လိုက်နေပဲလက်ကြည့်တပဲရဲနေအောင်အိန္ဒိယတော့ဝင်လာပြီရဲနေအောင်ဒီမောင်ကျော်ရလက်ကတော့ဘီဂိုးဘီကဲလက်ရှိမှာတော့ဒီမောင်တင်းဒုတိယပိုင်းပြန်စားတော့နှစ်မိနစ်မပြည့်ခင်အချိန်ထွေးမှာပဲဒီနေ့ဒီမောင်တင်းရဲ့ပက်စစ်ပိုင်းကိုဥဆောင်ပြီးတော့ပွဲထွက်လာခဲ့တဲ့ရဲနေအောင်ကရရှိလာတဲ့အခွင့်အရေးကို မောင်ရင်မရှိသုံးသက်အသွမ်းရတာပဲဖြစ်ပါလေကိုကြီးစီဒီမှာတော့မြန်မာသင်းနှကိုခုမရှိဆိုတော့ရာလတ်တစ်ခုနဲ့တော့အာဖဂန်သင်းကိုတော့ဒီကတော့ဆက်ပြီးတော့ဥဆောင်ခဲ့ပြီပဲဖြစ်တယ်မြန်ပပရဲ့ကိုမြတ်ဖွဲတူရပိုင်းပြန်ဆက်ပြီးတော့တိတ်မကြခင်မှာပဲဒါရှိလာတယ်အခွင့်အရေးကိုအကောင်ဆုံးအသုံးချခဲ့ရလည်းဖြစ်ပါတယ်အချိန်မှာတော့မြန်မာပြည်သက်တွေတကယ်ကိုလိုချင်နေတဲ့ရာလတ်မျိုးကိုတော့မြန်မာသင်းပေါ်ဆောင်နိုင်ပြီလို့တော့ပြောရမယ်မြန် စောပိုင်းကဒုတိယမြောက်ဦးဆောင်ကူရရှိခဲ့တဲ့ခိုက်တက်ကိုပြန်လည်ပြသနေခဲ့ရလည်းဖြစ်ပါတယ်။ကိုယ်လည်းအချန်လန်တဲ့ရဲ့ကော့မြေမြေဖိပုမှုကိုတစ်စပတ်မှရှိနေခဲ့တဲ့ရဲနဲ့အောင်အဖဂန်တင်းရဲ့ဂူဒမာမူစတာဖာအိုပါလိန်ခောက်ပြီးတော့